ကမ္ဘာလုံးဆိုင်ရာမှာ MMA မှာ top 1က UFC ပဲဆိုတော့ဒီလိုမျိုး UFC မှာမှဒါ champion ကပတ်ကိုပိုင်ဆိုင်ခွင့်ရရဲဆိုတော့အရင်လဲကံကောင်းတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်ဒီနေလဲအရင်လဲဂုဏ်ယူရပါတယ်အဗန်ပွဲတွေကတော့ကျွန်တော်အရင်နဲ့ကြည့်ဖြစ်တယ်ဒီ2025ကလည်းကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်အာအကစားနေပေမှာပေါ့နော်ဒါတော်တော်ကြီးကံကောင်းတဲ့နေ့လို့ပြောလို့ရတာဗျဟုတ် MSP ဟိုအရင်ဝမ်းသာပါတယ်ဘာလို့ပဲပြောပြောဒါကျွန်တော်တို့ UFC ဆိုတာဒါ MMA MMA အဖွဲ့အစည်းထဲမှာဒါအဆင့်အမြင့်ဆုံးပဲလေကျွန်တော်တစ်ကမ္ဘာလုံးဆိုင်ရာမှာ MMA မှာ top 1က UFC ပဲဆိုတော့ဒီလိုမျိုး UFC မှာမှဒါ champion ကပတ်ကိုပိုင်ဆိုင်ခွင့်ရရတယ်ဆိုတော့အရင်လဲကံကောင်းတယ်ကျွန်တော်မြန်မာနိုင်ငံဒါတယောက်ဒီနေလဲအရင်လဲဂုံယူရပါတယ်အဗန်ပွဲတွေကတော့ကျွန်တော်အရင်နဲ့ကြည့်ဖြစ်တယ်ကျွန်တော်ကဟို martial martial sport သဘောကျတော့ကျွန်တော်အဲ့လိုလက်ဝိပွဲတို့အထူးသဖြင့် MMA ပွဲတို့အားကစားအရင်သဘောကျကျွန်တော်အမြင်နဲ့ဝေးရံပြစ်တယ်ကြည့်ဖြစ်တယ်အဲ့ဒါကြောင့်လည်းတင်ပြတာပါဟုတ် ကျွန်တော်မြင်တာကတော့လေ van ကငငယ်လေးပဲရှိသေးတယ်အမှန်တမ်းပြောအသက်လည်း24နှစ်ကျော်ကျော်ပဲရှိသေးတယ်ဒီလောက်အသက်အရွယ်လေးနဲ့ဒီလောက်ထိလှုပ်ပြနိုင်တယ်ဆိုတာဒါလူတော်တော်များများမှာမှတယောက်ပဲပြီးလို့ရှိရင်ဒါ UFC မှာဆိုလို့ရှိရင်ဒါသမိုင်းဝင်သွားတဲ့ John Jones ကဒါ23နှစ်ကျော်ကျော်နဲ့ကပတ်ရ van ကျတော့24နှစ်ပေါ့နော် van ပြီးတော့မှနောက်တစ်ယောက်ကဘယ်လိုလဲမသိဘူးကျွန်တော်လည်းမေ့နေလို့ဆိုတော့ဒီလောက်အသက်အရွယ်လေးနဲ့ဒီလိုမျိုးတကယ် highest rank မှာဝင်ပြီးတော့ချရတဲ့အချိန်မှာဒါကပတ်ပိုင်ဆိုင်ခွင့်ရတဲ့အတွက်အရင်လဲဝမ်းသာတယ်ဒါပေမဲ့ဟိုဘက်က ဒါ Brazil fighter Pandoja အတွက်ကတော့စိတ်မကောင်းဘူးဘယ်လိုပဲပြောတာ तू က6ရက်ကို hack kick လိုက်တဲ့အချိန်မှာပြန်တိုးလိုက်တော့လက်ထောက်ပြီးွားပြီးလက်ကျိုးသွားတယ်ဆိုတော့ဒါစိတ်မကောင်းဘူးပဲပြောရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ तू က35နှစ်ရှိပြီမှာလေကျွန်တော်တို့ဒါဟို martial sport ပဲဖြစ်ဖြစ်ဒီ fight sport တွေမှာ အနည်းဆုံးယောက်ျားတစ်ယောက်ကအသက်35နှစ်ကျော်လာပြီဆိုလို့ရှိရင်အရင်လိုမဟုတ်တော့ဘူးဟိုခန္ဓာကိုယ်ပိုင်းဆိုင်ရာအကုန်လုံးအကျဘက်ကိုသွားရတယ်ပေါ့ဆိုတော့ तू ကအခုလိုအရွယ်မှာမှဒါလက်ပြုတ်သွားတယ်လို့တော့ပြောတယ်လက်ပြုတ်ပဲပြုတ်ပြုတ်လက်ပဲကြိုးကြိုးဒါသူ့အနေနဲ့ပြန်လာဖို့ဆိုတော့နည်းနည်းလေးအချိန်တော့ယူရမယ်အနည်းဆုံးတော့အမှ6လပဲအော်ဆက်ဆာချင်းပွဲကြောင်းလေးပြောမယ်ဆိုတော့ဆက်ဆာချင်းမှာတော့ဒါဘန်တို့ကြာ तू ကဟိုတိုက်စစ်ဖွင့်ပြီးတော့ထိုးတယ်လက်ကစ်တွေကန်တယ်ကျွန်တော်တို့ဒါ clinch အနေထားဖြစ်သွားတဲ့အချိန်မှာဒူးတစ်ချက်လောက်တိုက်တာကျွန်တော်တွေးလိုက်တယ်အဲ तू ကတော့စောစစ်စစ်ဖြတ်ချင်တဲ့ဘောချန်ပီယံဆိုတော့ ကုန်နေအဲဒါပေမဲ့ van လည်း block လုံနေ defense ကောင်းတဲ့အတွက်ကြောင့်မလို့ကြီးကြီးမားမား significant strike အနေနဲ့ထိတာတော့မရှိဘူးအဲဒါပေမဲ့ကန်လိုက်တဲ့အချိန်မှာတော့ကန်ဆိုးကျွန်တော်ဟိုခေါင်းရော်တေချာကန်ကောင်းကျွန်တော်ခေါင်းမထိပါဘူးဒါပေမဲ့အဲ့6လောက်ကို van ဒီတိုင်းပဲချပေးလိုက်မယ်ဆိုသူက stand နေထားမှာပဲရှိမှာမဟုတ် stand နေထားမှာပဲရှိမှာဆိုတော့သူ့ကိုဘလိုပဲပြောပြန်ပြီးတော့ attack လုပ်နိုင်တယ်ဆိုတော့ van ကဒီတိုင်း6လောက်ကိုအဲ့လိုချပြီး take down သဘောမျိုးပေါ့သူ့ကိုဟန်ချက်ပြတ်သွားအောင်လုပ်ရတဲ့အချိန်မှာသူ့အနေနဲ့လက်မထောက်ဘူးလက်ပါလို့ထောက်ရလဲဆိုတော့လက်မထောက်ဘူးဆိုရင်ဒီတိုင်းပြုတ်ကြသွားရဲဆိုခဏကွာဒီလိုအနေထားမှာဆိုကျွန်တော်အပေါ်နေ ground အပေါ်နေ ထိုးဖို့ချဖို့တော့က ready ပဲဆိုတော့ तू ကလက်ထောက်လိုက်တာအဲလက်ထောက်လိုက်တာအဓိကလွဲသွားတာပေါ့ဒါတော့ဒါကန်ဆိုးမှုပဲလို့ပြောရမှာပေါ့ဟုတ်ပထမဦးဆုံးကတော့ Joshua Van Drake ကတော့တကယ်ကိုအရန်ကုန်ယူတယ်ကျွန်တော်တို့ဒါမြန်မာနိုင်ငံသားတယောက်အနေနဲ့ချင်းတိုင်းသားတယောက်အနေနဲ့ဒါ UFC လိုနေရာမျိုးမှာကပတ်ကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်လည်းအများကြီးဟိုကုန်ရှိတယ်ပေါ့နော်ဒါကဘာပေါ်မှာမြန်မာလို့ဆိုတိတ်ပြီးတော့လူဟိုတခြားနိုင်ငံတွေကမသိကြဘူးဆိုတော့ fan ကြောင့်လည်းအများကြီးသိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့ဒါအသက်ငယ်ငယ်ရွယ်နဲ့ကျွန်တော်ကငယ်ငယ်လေးတည်းကအเจ้าမတွေက အားကစားကိုပို့ပြီးတော့သဘောကျတယ်သူကျွန်တော်အားကစားနဲ့အမှုပညာပေါ်စာစွန်တော့မတော်ဘူးငငယ်လေးတွေကဆိုတော့အားကစားနဲ့ပတ်သက်ပြီးတော့ကို့မြန်မာနိုင်ငံကဘောလုံးသင်းမဲနေနေဘတ်စကတ်ဘောပဲနေနေကျွန်တော်တို့အထူးသဖြင့်ကျွန်တော်ကကျွန်တော်အရန်နှစ်သက်တာဆိုမြန်မာလက်ဝေးပေါ်ကျွန်တော်တို့ရိုးရဆိုလို့ရှိရင်ဒါအများကြီးကျွန်တော်တို့ဒါကဘာကြော်စီခြင်းနဲ့ပြတည်လာဒါပေမဲ့လို့ဟိုစူးစမ်းအောင်ပဲဟိုနောက်ပြီးတော့အခွင့်အလမ်းတွေလည်းအများကြီးလိုအပ်သေးရဆိုတော့လူငယ်ရွယ်တက်ကတော့ခက်ခဲပါတယ်ဘယ်လိုပဲပြောကျွန်တော်တို့ဒီနိုင်ငံမှာစူးစမ်းနေရတာဆိုတော့လေဟုတ်ဟုတ် တည်ကြပါဘောကျွန်တော်ကျောင်းတော့ဆိုကျွန်တော်ဘတ်စကတ်ဘောကျွန်တော်လက်ရွေးစင်ကျွန်တော်ဆော့ခဲ့ဘူးတယ်အဲနောက်ကျွန်တော်ရေကူးမှလည်းငငယ်တော့ချန်ပီယံဖြစ်ခဲ့ဘူးတယ်အဘောလုံးတွေပါရတော့ရရင်မကန်တော့ဘူးဒါလက်ဝေးကတော့ကျွန်တော်အရန်ဝါဒနာပါလို့လို့နှစ်နှစ်သုံးနှစ်လောက်ထိဟောကျွန်တော်အကိုဆရာဘောထွန်းထွန်းပေးရှိမှကျွန်တော်လေ့လာမှုပါတယ်ဟုတ်အာအကဒါဘိုင်းဆက်ပါတော့ဆိုတော့ဘယ်လိုပြောမလဲကျွန်တော်ကဒါအနုပညာလောကလည်းရောက်နေပြီအလုပ်လည်းလုပ်နေဆိုတော့ဟိုအရန်ကြီးကိုအဲ့ဘက်ကိုသွားလို့မရဘူးလေနောက်ကျွန်တော်အသက်ရွယ်ဆိုတာရှိသေးတယ်မှာအာကစားနဲ့ပတ်သက်ပြီးတော့ကြာတော့ကျွန်တော်တို့ဒါယောက်ျားတယောက်အနေနဲ့က အနည်းဆုံး16နှစ်ကနေပြီးတော့ဒါ25လောက်ပေါ့အဲ့လောက်ထိရတာအကောင်းဆုံးပဲ25ကျော်သွားရင်ကျတော့ဒါအတွေ့အကြုံနဲ့ prime time ဖြစ်သွားတဲ့သဘောမျိုးပေါ့အကောင်းဆုံးရဲ့အကောင်းဆုံးအချိန်ပေါ့ဆိုတော့အသက်ရွယ်နဲ့လည်းမဖြစ်တော့ဘူးဆိုတော့အဲ့ဒါကြောင့်မလုပ်ဖြစ်တာပါဟုတ်ကျွန်တော်တို့ဒါကန်ကောင်းစင်းနှစ်လို့ပြောလို့ရတယ်ဟုတ်တယ်လို့က U17 ထင်တယ်နော်ကျွန်တော်တို့ဒါကဘာဖလာအာရှဖလာပွဲမှာဝင်ခွင့်ရသွားတာဆိုတော့ဒါလည်းတကယ်ဟို ဝမ်းသာဖို့ကောင်းတယ်ကျွန်တော်ဆိုဘောလုံးပြိသက်အကြီးစားဗျာဆိုတော့ကျွန်တော်တို့မြန်မာဘွဲကိုဒါအာရှမှာကြည့်ရတော့မယ်ဆိုတော့အရင်ရင်ခုန်တယ်ဒီ2025ကလည်းကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်အာအကစားနယ်ပယ်မှာပေါ့နော်ဒါတော်တော်ကြီးကံကောင်းတဲ့နေ့လို့ပြောလို့ရတာဗျဟုတ်မြန်မာစတာပစာ